အာဟယ်လိုအားလုံးပဲမင်္ဂလာပါ Hey Squatty Cat နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့ငားလေးတွေအကြောင်းပြောပြအောင်မအောင်ဖော်ပေါ်တော့ဟိုကျွန်တော် channel ကိုရောက်နေတာပေါ့နော်ကျွန်တော်ရဲ့အိမ်ထဲက channel ပေါ့နော်အဲ့ကအိမ်ထဲမှာမှကျွန်တော်အပင်လေးစိုက်ထားတယ်ပေါ့နော်အဲ့ကလေးတွေကျွန်တော်အခုအာလိုက်ပြပေးသွားမှာဖြစ်ပါတယ်အာဒါလေးတွေကတော့ကျွန်တော်အခုမှစစိုက်ထားတဲ့အပင်လေးတွေပေါ့နော်အပင်လေးတွေကတော့မျိုးစိတ်ကတော့အများကြီးပဲကျွန်တော်မှနေရာရှိတဲ့လောက်လေးကိုကျွန်တော်စိုက်ပြီးတော့စိုက်ကြည့်တာပေါ့နော်အာဒီဘက်မှာလည်းရှိပါသေးတယ် အပင်မျိုးစိတ်ကတော့အများကြီးပါပေါ့နော်ဒါပေမဲ့တစ်ခုချင်းစီကတော့ကျွန်တော်လည်းလုံးဝမမှတ်မိတော့ဘူးပေါ့နော်ကျွန်တော်လည်းအခုမှစပြီးတော့လုပ်တာဆိုတော့နာမည်အကောင်လုံးကတော့အလွတ်ကျမှုကတော့နည်းနည်းတော့အချိန်ပေးရအောင်ပါပေါ့နော်အဲ့ဒီထဲမှာမှကျွန်တော်အကြိုက်ဆုံးကတော့ဒီကောင်းပေါ့နော်ကြားလက်ဝါးပဲဖြစ်ပါတယ်ဒီအောက်ကတော့တစ်ခွာပန်းပေါ့နော်ဒါကတော့ပိန်းပင်အောင်မှအကြီးမျိုးပေါ့နော်အကြီးအောင်မှသူကအာအဖြူလေးပေါ့နော်အဖြူပါတဲ့ဟာလေးပေါ့ဒါတွေကတော့ကြားလက်ဝါးအသေးလေးတွေပဲဖြစ်ပါတယ်ဒါကတော့ fan ပေါ့เนาะဒါတော့ဟိုဘက်အမေပင်ကနေပြီးတော့ခွဲထားတဲ့အပင်လေးတွေပဲဖြစ်ပါတယ်ဒါတော့ရွက်ပေါက်ပါရွက်ပေါက်မှာအဖြူလေးပြင်နေတဲ့ဟာလေးဖြစ်ပါတယ်ရိုးရိုးကတော့ဒီမှာပါအစိမ်းအောင်လေးပေါ့เนาะဒါလေးလည်းကျွန်တော်နာမည်တော့မိသွားပြီပေါ့เนาะဒါအခုမှပြင်ပြီးတော့ဖြတ်ပြီးတော့ပြိုးတာပါပေါ့เนาะဟိုနောက်ကဟာလေးကတော့ fan လေးတွေပဲဖြစ်ပါတယ်အဲ့ဒီထဲမှာပါကျွန်တော်ပြောချင်တဲ့ဟာမှာ photos ပေါ့เนาะဒီဥစား ရွှေလာငွေလာဗျာဒီလာအဲ့ဒါကြီးကအမအမြင်အားကောင်းပြီးတော့ကြီးွားဟိုဘော်ဒီရောက်သွားအရွက်တရွက်နဲ့တရွက်ကလည်းအပွားအရွက်တွေဆိုရင်တပေလောက်ရှိမယ်ထင်တယ်တပေတောင်ကျော်မယ်တထောင်လောက်ရှိမယ်ပေါ့နော်အရွက်ကြီးကအကြီးပါပဲမလက်နဲ့တိုင်းလိုက်တော်တော်လေးကြီးပါတယ်အကြီးပါဒါလေးကတော့ကျွန်တော်စိုက်ထားတဲ့ပင်လေးပဲဖြစ်ပါတယ် ကျွန်တော်က idea ကဘယ်လိုမျိုးရှိလဲဆိုရင်တော့ဒီအိမ်နောက်ကိုကာပြီးတော့ဗောနော်ဒီအိမ်နောက်မှာအပင်လေးတွေအကောင်လုံးချိန်ပြီးတော့အပင်တွေအပြည့်ဒီနားမှာစိုက်ချင်တာဗောနော်လက်ရှိကတော့ကျွန်တော်မလုပ်နိုင်သေးဘူးဗောနော်အလုပ်တွေရလဲများတာဆိုတော့ဒီဥစ္စာကအချိန်ရရတယ်လို့မျိုးလေးနည်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 းချင်းဒီအခုဖြေသွားတာဗောနော်နောက်ပိုင်းကျရင်တော့အချိန်ကြာလာတဲ့မြတ်ဒီနားမှာတော့အပင်လေးတွေအကောင်လုံးပြည့်သွားမှာဗောနော်အခုတော့တော်တော်လေးအာအရင်များနေပြီဗောနော် ဘယ်အချိန်လောက်ထိတော့ဖြစ်လာမလဲဆိုတာတော့မသိသေးဘူးเนาะအဲ့ဒါလေးကတော့နောက်ပိုင်းဆက်လုပ်မဲ့အပင်ဆိုင်မဲ့ဟာလေးတွေဖြစ်ပါတယ်ဒီအခုအပင်ဆိုင်တဲ့ plan ဘယ်လိုမျိုးဖြစ်လာလဲဆိုရင်တော့ပြောရရင်တော့ကျွန်တော်ဒီ၅ခန်းနေပေါ့เนาะ၅ခန်းနေတောင်မှာအဝင်ဝတွေမှာကျွန်တော်၅ခန်းနေတောင်နေမှာပေါ့เนาะအပင်လေးတွေကျွန်တော်အလှထားမယ်ပေါ့အလှထားပြီးတော့ပါလိပြက်ကြည့်ရတာလှတယ်ပေါ့ဗျာအဲ့ဒါနေပြီးတော့စားဆိုင်တဲ့အခါမှာ အပင်လေးတွေကိုတဖြည်းဖြည်းသိလာတယ်ပေါ့ပြီးတော့ကြိုက်လာတယ်ပေါ့ဗျာကြိုက်လာတော့အဲ့လိုမျိုးကနေကျွန်တော်ဆိုင်ရင်ဆိုင်ရင်နဲ့တဖြည်းဖြည်းအခုကတော့အရင်များလာပေါ့ပေါ့နော်အခုကတော့ကျွန်တော်ဒီနေ့ဒီအပင်လေးတွေအပင်ကျွန်တော်အခုနောက်ထပ်ကျွန်တော်လိုချင်တဲ့နှစ်ပင်သုံးပင်ကျွန်တော်ဝယ်ထားတယ်ပေါ့နော်အခုအဲ့ဒီဆိုင်ကိုကျွန်တော်အခုဟာသွားမှာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်အတူတူဆက်ပြီးတော့လိုက်ကြည့်ပေးကြပါဦးအာအခုကတော့အပင်လေးတွေသွားဝယ်ပြွားပေါ့နော်တကယ်တမ်းကျရင်တော့ကျွန်တော်ရိုက်ခဲ့မှုပဲဗျာဒါပေမဲ့ စိုင်ရောက်တာနဲ့အပင်တွေကအများကြီးတော့ကျွန်တော်ရိုက်မှုမေ့သွားတယ်ဘောတော့မေ့သွားပြီးတော့အခုတော့ကျွန်တော်လိုချင်တဲ့အပင်တွေအပြင်တခြားတွေ့ခဲ့တဲ့အပင်တွေတော့ကျွန်တော်နည်းနည်းစက်ပြီးတော့ဝယ်ခဲ့တယ်ဘောတော့အခုကတော့ကျွန်တော်အိမ်ပြန်ရောက်နေပြီပဲဖြစ်ပါတယ်အာဒီကောင်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်အခုဝယ်လာတဲ့အပင်လေးတွေဘောတော့အများကြီးပါပဲဒီမှာပါအားလုံးပေါင်း5ပင်6ပင်9ပင်10ပင်ဘောတော့ဒီပင်လေးတွေဖြစ်ပါတယ် အာဟိုကျွန်တော်ရိုက်ပြသွားတာတော့ကျွန်တော်ရဲ့တင်းငယ်တဲ့ပန်းဥယင်တတိလေးပေါ့နော်ပန်းဥယင်လို့တော့မခေါ်ပါဘူးပန်းဆိုင်တဲ့နေရာလေးပေါ့နော်အဲ့ဒါနဲ့အခုကြာတော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာဘယ်လိုမျိုးလာမလဲဆိုတော့အားလုံးဆက်ပြီးတော့စောင့်ကြည့်ပေးဖို့လည်းပြောချင်ပါတယ်အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်ပြေးပါမယ်ပပိုင်း